ိုးနဲ့ရွယ်လူတွေကသွားလာနေတယ်အမေအဲ့လိုသွားတယ်အဲ့ဒီကြားထဲမှာသွားချင်းအားငယ်မိလို့ကိုဝမ်းနေတာပေါ့ဒါပေမဲ့အမေတို့လည်းအကောင်းဆုံးကြိုးစားပေးခဲ့တာပဲလေသမီးတလာခွက်လောက်မှာကာခွက်စေးထိုးနေဖြစ်သွားတာကသမီးလက်နဲ့လှုပ်ရှားရတာဒီတိုင်း6တော့ကြီးပဲဆိုတော့လှုပ်ရှားလို့မရဘူးမိသားစုကမှအကြီးဆုံးသမီးဖြစ်ပြီးတော့ဘာမှလုပ်မပေးနိုင်ဘူး ထားလေးတိုင်ကိုနဲ့ရွယ်သူတွေကမိဘတွေလောက်ကြည့်ရတော့ကိုကမလောက်ကြည့်ရတော့သိတော့မှာကောင်းညီမလေးတွေကတော့သိမွာကျင်းလာပါတယ်အငယ်လေးဆိုပိုးပြီးကျင်းလာတယ်အမေတို့တော့ပြောတယ်ကိုကကိုကိုတဲ့ဘလို့လဲအရွယ်ရလို့ရှိရှင်အင်းအောင်ကြသွားမှာပဲတဲ့တယောက်ထဲလဲရှင်းတန်းနိုင်ရမယ်တဲ့ ီနာမည်ဣတန်စင်မှုပါအသက်က23နှစ်ရှိပါပြီ။တမီတလာခွက်လောက်မှာကာခွက်ဆေးထိုးနေဖြစ်သွားတာပါ။အင်းနှစ်လလောက်ကြတော့ခြေထောက်မလုံးမှန်းတည်လာအိမ်ရအမေတို့ကဒါမဲ့ကုဝေမဲ့မရဘူး။ဆုံးနေတာပဲလိုက်ကူတာတော့ကြည့်ရပြတော့အယိုးပြော်လာတယ်လို့ပြောတယ် တမ်းမိရာကိုခါလက်သိမ့်မခိုင်းဘူးလေခလေးပါညာမျိုးခလေးတမ်းကလေးလေးတွေယူထိမ့်ပြီလို့ရှိလို့ရှင်ခလေးလေးတွေထိုင်းနေလို့ရှိလို့ရှင်အဲ့ဒီခလေးလေးတွေခြေထောက်ကနည်းနည်းလောက်တွန်းလိုက်ရင်တော့တမ်းမိပါတစ်ခါလေးကြာလို့ရှင်လဲပါဝေးလာတော့တော့တမ်းပန်းပြောင်းနေနေမှုလားဟုတ်ကဲ့စီထုလိုက်ပါဟုတ်တမ်းမိလက်နဲ့လှုပ်ရှားလားဒီတိုင်းခြေထောက်ကြီးပဲဆိုတော့လှုပ်ရှားလို့မရဘူးဟုတ်ခြေထောက်ကြီးတော့ပြီးတယ်ဟုတ်အသားကိုထိရင်တော့တည်တယ်တည်လိုက်တယ် ်ဖင်ဘောက်ဖြစ်မိတယ်ပုဂ္ဂိုလ်။อืมနည်းနည်းတော့ဖြစ်မိတယ်။ဝယ်နေတာပေါ့။ဒါပေမဲ့အမေတို့လည်းအကောင်းဆုံးကြိုးစားပေးခဲ့တာပဲလေ။ခါလေးတိုင်ကိုနဲ့ရွယ်သူတွေကမိဘတွေကိုလှုပ်ကြွေးတော့ကိုကမလှုပ်ကြွေးတော့ ့သိတော့မှာဟုတ်မိသားစုတော်မှာအကြီးဆုံးသမီးဖြစ်ပြီးတော့ဘာမှလုပ်မပေးနိုင်ဘူးသမီးတို့မှာညီမ၃ယောက်ရှိသမီးကအကြီးဆုံးခုနကလေးကအဲ့ဒါအငယ်လေးမင်းနဲ့မင်းနဲ့ကတော့တကောင်မှလည်းမညွှန်ကြီးခဲ့ဘူးပြီးတော့ကိုယ့်တက်ကိုမော့မကြည့်နဲ့တဲ့ကိုယ့်အကူငုပ်ကြည့်တဲ့ကိုယ့်တက်ဆိုးတဲ့သူနည်းများရှိတယ် ကိုရင်းနဲ့ကိုဆိုတော့လေညီမလေးတွေကြောင်းသွားလဲအဆင်ပြေတယ်။အမေတို့ကချက်ဖို့ပြုတ်ဖို့ရေမှုဟာစာကုန်လုပ်ပေးခဲ့တာလေအိမ်မှာအလုပ်သွားရင်လေ။ဟောရွာမှာတော့ကိုင်းနေရှိပါတယ်။အဲ့ဒါလေးပဲပေါ့ဒါပေမဲ့ကိုင်းလုံချိန်တော့ပဲပတ်စံပေါ်တာလေ။ကျန်တဲ့ချိန်ကျတော့ဘေးရဟာပဲလိုက်ပြီးတော့သူများဟာပဲလိုက်လို့လုပ်ကြတာ။ကျောင်းယူတော့မတက်ခဲ့ဘူးရွာထဲမှာငုတော့ဆရာမရှိရဲ့ရှင်သိမ့်ပြီလား။သူမိတက်လာလာတော့တက်ကြတယ်။အိမ်မှာလည်းအဖေနဲ့အမေနဲ့ကလည်းတော့လျှောက်သိမ့်ပြီလေ။ အားကြောင့်သူမရေးတဲ့ဖက်တဲ့အကုန်လုံးတော့တယ်ကိုကိုခိုင်းတာတော့မိပါတည်းကလူလေးသေးမရှိမရှိတဲ့ကြာမလူသေးသေးမရှိထားတာဆိုတော့အဲ့လိုအားငယ်ထားလို့တော့မလို့မခံစားအောင်အမင်းနဲ့အဖေက အားမပြည့်စေဘူးလေအမြဲတမ်းလည်းဘေးမှာရှိနေပေးတယ်ဆိုတော့ရွေးထူးထူးအားငယ်တဲ့စိတ်ရဲ့လို့မရှိပါဘူးရွေးချယ်လို့မှမရတာဒါသမီးရဲ့အမှန်မဲ့လေကိုကိုပဲအဲ့ဒီစိတ်နဲ့ပဲနေရတာပေါ့အဖေနဲ့မျိုးဘလူတွေလှုပ်ကြွေးမှာမြန်မာလေးတွေဘလူတွေလှုပ်ကြွေးမှာဘယ်လောက်ထိစိတ်ပြင်းရှိရှိခဲ့อืมตุยနိုင်ငံဒီစုံစောသာတော့ပြီးတော့အဲ့လိုလူကြီးရွေးချင်တယ်ပုံစံရတာဝါသနာပါတယ် ဆက်ချုပ်တာဝါသနာပါတယ်အဲ့လိုခြီးထိုးတာတွေလည်းဝါသနာပါတယ်စိတ်ရှည်တယ်အမေကအသေးစိတ်လောက်ကတော့ပို့ပြီးတော့ကြိုက်တယ်အိမ်မှာဆိုရဲလို့အမေကဝါသနာပါမှန်းသိတော့ကကြီးကိုအဲ့ဒီလိုလိုဝဲပေးတယ်လေအိမ်မှာညီမလေးတွေကြောင်းတော့တယောက်တည်းလေအမေတို့လည်းကွင်းနေသွားတယ်ဆိုတော့အဲ့တော့တယောက်တည်းချုပ်တယ်အဲ့ဒီအဝတ်စားတယောက်ခင်းတယ်အဲ့လိုလေပြောတာမျိုးတော့ကြုံရတယ်ဟုတ်ကြုံတယ်အဲ့ဒါကြောင့်လည်းဘဲမှမသွားဘူး တခါလေဆိုရင်းနှီးတဲ့သူမျိုးတွေအိမ်ကအလှူတော့မင်္ဂလာဆောင်လို့ရှိရင်ခေါ်လည်းမသွားဘူးတခါလေကြအားငယ်မိလို့ရှက်တာမရှက်ပါဘူးအဲဒါအမှန်ပဲလေရှက်ရမှာမဟုတ်တာဒါပေမဲ့တခါလေကြလို့ရှိရင်အဲ့လိုမင်္ဂလာဆောင်မာညာမျိုးဆိုလို့ရှိရင်လေကိုယ်နဲ့ရွယ်လူတွေကသွားလာနေတယ် အမေအဲ့လိုသွားအဲ့ဒီကြားထဲမှာသွားကြည့်မို့အားငယ်မိလို့ကိုမနိုင်နိုင်တဲ့ဘက်ကလေးပြီးတော့မိသားစုတစ်ဖက်တစ်လက်ကနေကူညီခြင်းနဲ့ဟိုအများတွေလို့တလောက်၄၅သိန်းရှာမရှာနိုင်မိမဲ့နိုင်တဲ့ဘက်ကလေးကလေးပြီးတော့ဟိုဘတော်ကူညီခြင်း ပြန်လဲချုံနိုင်မယ်ဆိုလို့ယူရင်မိသားစုကိုအများကြီးမထောက်ပံ့နိုင်မိမဲ့တစ်ဖက်ကလေးပြီးတော့မနိုင်နိုင်တော့လေးနဲ့ထောက်ပံ့နိုင်မယ်မြန်မာလေးတွေကတော့သိမှာကျင်နာပါတယ်အငယ်လေးဆိုပိုးပြီးကျင်နာတယ်အမေတော့ပြောတယ်ကိုကကိုကိုတဲ့သူ့ဟာမကိုနေတဲ့သူတို့လည်းအရွယ်ရလို့ယူရှင်အင်းအောင်ကြသွားမှာပဲတဲ့အင်းအောင်ကြသွားလို့ရှင်သူတို့နဲ့လည်းလိုက်နေလို့အဆင်မပြေဘူးတဲ့အဲ့တော့ကိုကကိုကိုတဲ့အောင်ကိုကကိုကြိုးစားပြီးတော့လုပ်တဲ့တယောက်တည်းလည်းရှင်းနိုင်ရမယ်တဲ့အမေတော့ ခဲ့တယ်ဗျာ။အင်းအဲမဲ့လို့တင်းနေပါလို့တော့ရေချိုးတာအစသူများ လုပ်ပြီးမှဖြစ်တာလေ။ဒါမဲ့သူများကြီးပဲအများအားကိုးနေလို့မရဘူးလေ။သူတို့လည်းသူတို့ဘဝအတွက်သူတို့လုပ်ကောင်းပါပဲ။ရင်းမဲ့ရကတော့ဆက်ရွယ်ဝါဒနာပါတယ်လေဒီဇိုင်နာဖြစ်ရှင်နေသမီးရပြီးတော့ပုံစွဲလဲဝါဒနာပါတယ်လေ။အင်းဘဝအခုသူနေခဲ့လို့ပဲလို့တွေးထားတယ်။တန်တိုင်းဆုံးတော့ကောင်းနေနေပါလေ။